ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့မြဝတီမြို့နယ်ကြောက်ခတ်ဒေသမှာရှိတဲ့ကြားပြလုပ်ငန်းတွေကိုစစ်တကအယောင်ပြရှင်းလင်းမှာဖြစ်တဲ့အတွက် DGPA ကတရုတ်နိုင်ငံသားတွေတေဆောင်ခြင်းမပြုရန်အမိန့်ထုတ်ခဲ့ပြီး ချားပြန့်လုပ်ငန်းများဖရာတုံးစုမျိုးဘက်ကိုရှေ့ပြောင်းနေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကြောက်ခတ်ဒေသမှာရှိတဲ့ချားပြန့်လုပ်ငန်းတွေကိုစစ်တပ်ကအယောင်ပြရှင်းလင်းမှာဖြစ်တဲ့အတွက် DGP တပ်ဖွဲ့ကတရုတ်နိုင်ငံသားတွေကိုတည်ဆောင်ခြင်းမပြုရန်အမိန့်ထုတ်ထားကြောင်းသိရှိရပါတယ်။ ယမနေ့နိုဝင်ဘာလ24ရက်နေ့မှာ DKP တပ်ဖွဲ့ကအရေးပေါ်အစည်းအဝေးကျင်းပပြီး DKP ထိချုံနယ်မြေအတွင်းမှာရှိတဲ့မြည်သည့်လက်နက်ကင်ဖွဲ့စည်းများဖြစ်စေမြည်သူတဦးတယောက်ဖြစ်စေတတ်မှတ်ထားတဲ့နယ်မြေအတွင်းနိုင်ငံသားသားများအထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုတည်ဆောင်ခြင်းတွေ့ရှိဘက်ကဖမ်းဆီးအရေးယူမှာဖြစ်ကြောင်း DKP ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ထို့သောထုတ်ပြန်ကြေညာပြီးနောက်မြောက်ရီမြို့နယ်ကြောက်ကဒေသမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုစစ်တပ်ကအယောင်ပြဖမ်းဆီးရန် တဆိုက်ကိုလူနှစ်ဆယ်ဦးစီစုထားခိုင်းပြီးစစ်တပ်ကဖမ်းဆီးမှုမှမပလွတ်ပါကတအုပ်ကိုဗန်းနှောင်းပေးရမယ်လို့တောင်းခံကြောင်းသိရှိရပါတယ်။ဒါအပြင်မြောက်ရီမြို့မှာရှိတဲ့ PGF, DKPA နဲ့ KNLPC gate တွေကိုလည်းပိတ်သိမ်းကရှောင်ခိုင်းထားကြောင်းလက်ရှိချိန်မှာကြားဖြတ်လုပ်ငန်းတွေကိုဖျားသွန်းစုမြို့ဘက်ကိုအင်အားအလုံးအင်းနဲ့ရွှေ့ပြောင်းနေကြောင်းသိရှိရပါတယ်။မြောက်ရီဘက်နဲ့ကြောက်ခတ်ဘက်ကိုစစ်တပ်ဝင်ရှင်မယ်အဖမ်းပြဖို့တဆိုက်ကိုလူနှစ်ဆယ်စုခိုင်းနေတယ်။ စစ်တပ်ကဖမ်းတဲ့အထင်မပေါင်းဈေးချင်းရင်တရုတ်ကဘယ်နှတောင်းတောင်းတယ်အခုမြဝတီကတင်ဝင်းမုတ်တုံနဲ့ PC ငင်းချင်ရေးကောင်စီဂိတ်ယုံတွေပိတ်ခိုင်းပြီးရှောင်ခိုင်းနေပြီဖះတုံးစုထဲမှာကြောက်ဖြန့်တွေဝင်နေတာမြင်မကောင်းဘူးလို့ဒေတာသတင်းရင်းမြစ်ကပြောကြပါတယ်ခင်ဗျာဆလပီမွန်လိုက်မှာစစ်အုပ်စုစခန်း၈ခုနဲ့ပြူစော်တီ၁၈ရွာကိုထိန်းချုပ်ထားနိုင်ကြောင်းမွန်လိုက် revolution ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းတပ်ပိုင်းမော်လိုက်ကိုင်းမော်လိုက်မြို့နယ်မှာရှိတဲ့စစ်အုပ်စုစခန်း၈ခုနဲ့ပြူစောတီရွာ၁၈ရွာကိုတိုင်းငတ်စစ်စင်ရေးမှ တိမ့်ပိုက်ထိန်းချုပ်ခဲ့ကြောင်းမော်လိုက်ချီဆိုင် မော်လိုက် revolution ကနိုဝင်ဘာလ24ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒီတိုင်းငတ်စစ်စင်ရေးကိုယခုနှစ် August လကနေစတင်ခဲ့တာဖြစ်ပြီး၃လအကျော်မှာစစ်အုပ်စုစခန်းနဲ့ပြူစောတီရွာတွေကိုတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ကထိုးစစ်ကာလအတွင်းမော်လိုက်မြို့နယ်မှာရှိတဲ့တိမ့်တာအင်ဂုံထောတာရှားပင်စတဲ့ကြေးရွာတွေအနီးက စေအုပ်စုစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ထားပြီးမြို့နယ်နှမိုင်ခန့်ကွာဝေးတဲ့ကင်တက်ကြီးရွာကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ကင်တက်ရွာတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော်လန်ရင်အားစုတွေကထိမ့်ချုပ်နိုင်ခြင်းရှိမရှိအခြေအနေကိုတော့ထုတ်ပြန်ချက်မှမတွေ့ရှိရသေးသလို MFP အနေနဲ့လည်းတိကျအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။ဒါအပြင်တိုက်ပွဲအတွင်းမှာစေအုပ်စုဘက်ကတရားကျော်သိမ်းဆုံးကတိကျတမ်းရအများပြားရရှိခဲ့သလိုစစ်တုံးဘန်းတွေလည်းဖမ်းဆီးရမိထားတယ်လို့ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ area အတွင်းမှာနေထိုင်နေကြတဲ့ဒေသခံတွေစစ်ဘေးရှောင်နေကြရတဲ့အခက်ခဲနဲ့တီးနှံရေသိမ်းကာလဖြစ်တာကြောင့်စစ်စင်ရေးကိုရက်ကန်တမရှိရနာလိုက်တယ်လို့ဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ပေါင်းနဲ့မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်တပ်မှစစ်မှုတန်တပ်သားတစ်လေးဦးအလင်းဝင်ခဲ့ပြီးစစ်တပ်ကကြေးရွာတွေကိုဇက်တိုက်စီးနှင်မိရှို့နေကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပမြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ အကြံဖတ်စစ်တပ်မှစစ်မှုတန်တပ်သားတွေ၄ဦးအလင်းဝင်ရောက်လာကစစ်တပ်ကကျေးရွာတွေကိုဇက်တိုက်စီးနှင်မိရှုနေကြောင်းအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာပေါင်မြို့နယ်နဲ့မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အင်အား300ခန့်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းမှလိုက်ပါလာတဲ့တပ်မကိုကိုလောက်ကန်ခန္ဓာရ48တရင်မှစစ်မှုတန်အပတ်စဉ်55တပ်သားတစ်ပြည်စုံဟင်ဟာအညာမြေတပ်ပေါင်းစုထံကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဒိုစစ်မှုတန်တသားတဲ့ MA1 တနတ်တလက်5.5 CG 420တောင်း40မမဘုံ6လုံး MA1 ကြီပေါက်9ခုအီနာကဘုံ2လုံးနဲ့လက်ပစ်ဘုံ2လုံးတို့ကိုယူဆောင်လာကြောင်းအဲ့ဒီလိုအလင်းဝေရောက်လာတဲ့စစ်မှုတန်တသားတဲ့ကိုစစ်စီမင်းမြတ်မှုများလှုပ်ဆောင်နေပြီးကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားကြောင်းစစ်မှုတန်တသားတဲ့ပြည်စုံဟင်းရဲ့ဝန်ခံထွက်စုကြံများတဲ့မှာစီရေးအရာအရေးပါတဲ့အချက်လက်များပါဝင်ကြောင်းသိရှိရပါတယ်။ အခုလိုအလင်းဝင်လာဖို့စစ်မှုဒဏ်တွေအကုန်လုံးနဲ့စစ်သားတွေအကုန်လုံးကိုအလင်းဝင်ရောက်ကြဖို့ကျွန်တော်တို့ဆက်လက်ဖိတ်ခေါ်နေပါတယ်အလင်းဝင်ရောက်ပြီးရင်လည်းလူခွင့်ရေးစံနှုန်းတွေနဲ့အညီကျွန်တော်တို့စောင့်ရှောက်ထားပါတယ်အခုအလင်းဝင်ရောက်လာတဲ့စစ်မှုဒဏ်တပ်သားကိုလည်းဥပဒေနဲ့အညီစောင့်ရှောက်ထားပါတယ်သူရဲ့လူကြုံမှုကိုလည်းအပြည့်အဝကာကွယ်ပေးထားပါတယ်တခြားစစ်မှုဒဏ်တပ်သားတွေနဲ့စစ်သားတွေကိုပြောချင်တာကရဲရဲကြီးတာအလင်းဝင်ခဲ့ပါကျွန်တော်တို့ဘက်ကလုံခြုံမှုအပြည့်ပေးပါတယ်လို့အညာမြစ်တပေါင်းစုမှတာဝန်ရှိသူတို့ကပြောဆိုပါတယ် အလာဒူပေါင်းမျိုးနေနဲ့မြန်မျိုးနဲ့အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်မှလိုက်ပါလာတဲ့ခလာရ၄တရှိ၄တကိုတရင်တို့မှာစစ်မှုတပ်အပတ်စဉ်စနစ်တပ်သားတင်များဖြစ်ကြတဲ့တန့်စင်တင်ထွန်းနဲ့အပတ်စဉ်စစ်တပ်မှအောင်မိုးတို့ဟာလည်းလက်နက်ခဲများယူဆောင်လာပြီးနောက်နိုဝင်ဘာလ23ရက်နေ့ကမြန်ပကဖထမ်းမအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းဟာပကုတ်ကူမျိုးနဲ့မြန်မျိုးနဲ့တို့မှာကြေးရွာများကိုမိရှုဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းများကျူးလွန်ခဲ့ကြောင်း အညာမီတပ်ပေါင်းစုမှတောင်းဝန်ရှိသူတဦးကဆက်လက်ပြောဆိုပါတယ်။ဒါအပြင်နိုဝင်ဘာလ23ရက်နေ့ကလည်းအကြံဖတ်စစ်တပ်စစ်ကြောင်းဟာပေါင်းမြွနဲ့ကဘာဖြူကျေးရွာမှထွက်ခွာလာပြီးမြန်မြွနဲ့နဲ့ပေါင်းမြွနဲ့အဆက်မရှိတဲ့တဲကြီးရွာနဲ့နတ်သက်ရွာအနီးရှိပြည်သူပိုင်းနေအိမ်တွေကိုလည်းမိရှို့ဖျက်ဆီးခဲ့ကြောင်းရင်စစ်တပ်စစ်ကြောင်းကြောင့်ကျေးရွာ၅ရွာကျော်မှပြည်သူများဘေးလွတ်ရာတိမ်းရှောင်နေရကြောင်းအညာမီတပ်ပေါင်းစုထံကနေသိရှိရပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းကြောင့်မုံရွာမြို့နယ်ဤပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်ဤပညာတက္ကသိုလ်မှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သား၄ကောင်သေဆုံးခဲ့ကြောင်းမုံရွာခရင်တရင်နှင့်တခွဲမှုကိုဝေလင်းကပြောဆိုပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်09:00ခန်းမှာမုံရွာမြို့နယ်ဤပညာတက္ကသိုလ်မှ GDC မှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြုစောတိတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှ၄ကောင်တိတ်ဆုံးက9ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်နက်ငယ်နှစ်လက်ကိုလည်းပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။သူတို့အတော်ကိုထိတာပါလက်နက်တော်မကောက်နိုင်ခဲ့ဘူး။အချိန်ကြာလာတော့ပြစ်အားမကြံတော့တာကိုကြီးမလုံးလောက်တော့တာကိုကြောင့်ကျွန်တော်တို့ရှိကာကင်းတီပဲတိုးနိုင်ခဲ့ပါတယ်။တိုက်ခိုက်မှုမှာစစ်ခွေး၄ကောင်တိတ်ပြီးခုနကောင်တန်ရာရတယ်လို့သိရပါတယ် စစ်ခွေတေစင်းကထတူးတည်ဆုံးတာမျိုးရှိတော့ရှိမယ်အတော်တိတာအရှိတင်မျက်မြင်ပဲမို့ထတူးရှိလောက်တယ်သူတို့အလစ်ငိုက်ခံရတာပါအဲ့ဒီနေရာမှာတဆွဲထားတာကစစ်ခွေအင်အား40ခန်းရှိပါတယ်လို့မုံရွာခရိုင်တရင်နှစ်တခွဲမှုကိုဝေလင်းကပြောဆိုပါတယ်အစိုးရတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်နှစ်တရင်နဲ့မဟာမိတ်တပ်များဖြစ်ကြတဲ့မုံရွာခရိုင်တရင်နှစ်တခွဲသုံးတဆွနှစ်တောင်မျိုးဆက်တပ်ဖွဲ့မုံရွာခရိုင်တရင်စနစ်တခွဲလေးမိတော့တပ်ဖွဲ့ ချောင်းဦးမီတောက်တပ်ဖွဲ့ MTG Royal God People Defenses Force တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အချမ်းဖတ်စစ်တပ်အနေနဲ့အပြစ်မဲ့ပြည်သူတွေကိုဥတည်တပ်ဖြတ်နေမှုများဆက်လက်လှုပ်ဆောင်လာပါကပုံမှန်စုရသောတိုက်ခိုက်မှုများကြုံတွေ့ရမှာဖြစ်ကြောင်းနဲ့တက်မတော်ဟူသောနာမည်ကိုထိန်းသိမ်းသောအဖြစ်ယောက်ျားပိတစွာစစ်သားအချင်းချင်းသာတတ်တည်ရှိရှိတိုက်ခိုက်ကြဖို့မုံရခိုင်တရင်နှစ်တခွေမှုကိုဝေလင်းကဆက်လက်ပြောဆိုပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့ဒေါန်ဆန်းစုကြည်ကိုတည်တံပေးတင်တယ်လို့11 touch hound တဖြစ်လဲစစ် lobby တူရုံမာစွာပြောကြခဲ့ကြောင်းတင်ဆက်ပေးပါမယ်2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကာလအတွင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ဟာပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တူနဲ့နားလည်မှုရယူကာမဲဆွယ်စည်းရုံးမှုပုံစံမျိုးလှုပ်ဆောင်ခဲ့တယ်လို့11 media group ရဲ့တရင်ထောက်ချုပ်ဟောင်းနဲ့စစ်တပ် lobby တူဖြစ်တဲ့ပြိုးဝေဝင်းက ၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဆွဆွရေးသားထားပါတယ်။ကိုကိုဖြိုးဝင်းဆိုတဲ့အကောင့်ကိုတုံးဆွနေတဲ့အစိုးရတရင်ထောက်ချုပ်ဟောင်းရဲ့ရေးသားချက်ထဲမှာတောင်းဆန်းစွကြည်ဟာ2020ရွေးကောက်ပွဲကာလမှာဗန်ဥက္ကဋ္ဌတဦးထမမွေးနေ့လက်ဆောင်ဖြစ်တိုင်းဒေသကြီးတစ်ခုမှာရှိတဲ့တောင်သူလေသမားတွေရဲ့ကြွေးမိတွေကိုလျှော်ပေးရန်တောင်းဆိုခဲ့မှုကြောင့်ဖော်ပြထားပါတယ်။ရေးတောင်းဆိုမှုကြောင့်ဗန်လုံငယ်ရှင်ကတောင်သူများရဲ့အကြည့်တွေကိုအမေစုကခြေခိုင်းလို့ခြေပေးလိုက်တာပါလို့ပြောဆိုကာလျော်ပေးခဲ့ရကြောင်း ထို့လို့ရရဲ့အကျိုးဆက်ကြောင့်ရင်တိုင်းဒေသကြီးတခုလုံးမှာ NLD ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်။ဒေါ်စုကမွေးနေ့လက်ဆောင်တောင်းအကြွေးတွေရှော်ခိုင်းပြီးသူ့ပါတီမဲထက်ခိုင်းတာဟာဒီမိုကရေစီနိုင်ငံတွေမှာအလွန်ကြီးမားတဲ့အကတိမှု abuse of power bribery ဖြစ်ပြီးတည်တံပေးလို့ရတဲ့အပြစ်မျိုးဖြစ်တယ်လို့ဖြိုးဝေဝင်းကရေးသားထားပါတယ်။ဒါအပြင်၎င်းကလက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာရဲ့ဖြစ်စဉ်နဲ့နှိုင်းယှဉ်ပြထားပြီးဒေါ်ဆန်းစုကြည်အနေနဲ့ အနာအလွဲသွန်းစားလက်မှုများရှိခဲ့တယ်လို့ဆွဆွဲထားပေမဲ့လက်ရှိစစ်ကော်မရှင်အနေနဲ့ထောင်ဒဏ်20ကျော်သာချမှတ်ထားခြင်းမှာများစွာတက်ညာရာရောက်ကြောင်းလဲ၎င်းရဲ့အမည်ကိုထည့်သွင်းရေးသားထားပါတယ်ဒီကိစ္စတကယ်ဖြစ်ပျက်ခဲ့ရင်သူလဲတရင်သမားပဲတရင်သမားတယောက်အနေနဲ့ဘေးပန်းဘေးတိုင်းငွေပမာဏဘလောက်ဆိုတာတွေနဲ့အချက်လက်ခိုင်မအောင်ဖော်ထုတ်ရမယ်လေအခုကအခြေခံအချက်လက်တစ်ခုမှမပါဝင်ပဲတယောက်ကပြောတယ်ဆိုတာခိုင်လုံမှုမရှိဘူး နိုင်ငံခေါင်းဆောင်တအူးကိုတည်တံပေးတဲ့နေ့အထိရေးသားတိုက်တွန်းနေတာပါတရင်သမားတအူးရဲ့ဖော်ထုတ်တင်ပြခြင်းမဟုတ်ပဲပုဂ္ဂိုလ်ရဲ့အမုန်းတရားနဲ့လောက်ချံဝါဒဖြန့်ခြင်း malicious propaganda တက်တက်ဖြစ်ပါတယ်လို့ပြပရောက်တဲ့ editor တအူးက MPA ကိုတုံ့တက်ပြောဆိုပါတယ်အဆိုပါဆွဆွဲချက်မှာပါဝင်တဲ့ဗန်လုံငန်းရှင်မှာမြည်သူဖြစ်သည်မြည်သည့်ပန်ဖြစ်သည်နဲ့မြည်သည့်တိုင်းဒေသကြီးမှာဖြစ်ပွားခဲ့သည်ဆိုသောအသေးစိတ်အချက်အလက်တွေကိုတော့တိကျစွာဖော်ပြထားခြင်းမရှိပါဘူး လက်ရှိချိန်မှာတော်ဆန်းစုကြည်ဟာစစ်ကော်မရှင်ရဲ့မတရားတဲ့အမှုပေါင်းများစွာနဲ့ထောင်တန်းချမှတ်ထားခြင်းခံရပေမဲ့လည်းအဆိုပါဗန်ကျွေးမီကိစ္စနဲ့ပတ်သက်ပြီးတရားစွဲဆိုခံထားရခြင်းရှိမရှိကိုတော့တရားဝင်ထုတ်ပြန်ထားခြင်းမရှိပါဘူး။ဗန်ဒါရေးရှူတော့ကနေကြည့်ရင်လေတိုင်းဒေသကြီးတစ်ခုလုံးတောင်သူလက်သမားတွေရဲ့ကျွေးမီပမာဏဆိုတာသိန်းကနန်းတောင်ကနန်းမျှတာမဟုတ်ပဲချက်ဘီလီယံပေါင်းများစွာပမာဏရှိနိုင်ပါတယ်။မြန်မာနိုင်ငံကပုဂ္ဂလိကဗန်တစ်ခုဟာသူ့ရဲ့ရှယ်ယာရှင်တွေ ဘဝပန်းစည်းရင်းစစ်တွေနဲ့ငွေစည်းရင်းရှင်တန်း audit report တွေမှာခြေရလက်ရမကျန်စေပဲကြီးမားတဲ့ငွေပမာဏကိုလက်ဆောင်ဖြင့်ယော်ပေးလိုက်ဖို့ဆိုတာလက်တွေမှာဖြစ်နိုင်ကြီးလုံးဝမရှိတလို့နေပါပါတယ်လို့လိလာသူတဦးကတုံ့တထားပါတယ်။လက်ရှိအချိန်မှာစစ်ကော်မရှင်က၎င်းတို့ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်ရှုမြင်ထားတဲ့ရွေးကောက်ပွဲကိုကျင်းပရန်ပြင်ဆင်နေတဲ့အချိန်ကိုက်ကာလလေးဖြစ်ပါတယ်။ဒီကလာမှာစစ်ကောင်စီလော်ဘီတွေနဲ့ဝါဒဖြန့်ချီရန်ရရရလူတူထောက်ခံမှုရရှိထားတဲ့ NLD ပါတီနဲ့တွန်ဆန်းစုကြည်ရဲ့ပုံရိပ်ကိုဖျက်ဆီးမှသာ၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုတရားဝင်မှုရှိတဲ့အောင်ဖန်တီးနိုင်မယ်လို့တွက်ဆထားပုံရပါတယ်။ထို့ကြောင့်ယခုကဲ့သို့အခြေမြင်မရှိတဲ့အာဂတိဆွဆွေးချက်တွေကိုလှုပ်ကြံဖန်တီးခြင်းဟာရွေးကောက်ပွဲမတိုင်မီအတိုက်ခံတွေကိုနိုင်ငံရေးအရလှုပ်ကြံတက်ဖြတ်ခြင်း character assassination နဲ့ပြည်သူအမြင်ကိုတည်င်းအမှားများဖြင့်အစိတ်ခတ်ခြင်း poisoning public opinion ဆိုတဲ့ စနစ်တကျစီစဉ်ထားတဲ့မဟာပြူဟာရဲ့အစိပ်ပိုင်းတရက်တာပြကြောင်းသတိပြုမိရန်လိုအပ်တယ်လို့သုံးသပ်သူတွေကအတိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရှမ်းတောင် PDF အမှတ်1395တရင်မူကားမတော်တဆဖြစ်၍ကြဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်1395တပ်ရင်းရှမ်းတောင်တပ်ရင်းမူကီဟာနိုဝင်ဘာလ23ရက်နေ့ကကားမတော်တဆဖြစ်မှုကြောင့်ကြာဆုံးသွားကြောင်းသူနဲ့နှီးဆက်သူတွေကပြောကြားပါတယ် တရင်မှုမူကရစစ်အာဏာရှင်ကြဆုံးရင်နဲ့ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက်တောင်ဝန်ဝတရားတွေကိုချေပွန်အောင်ထန်းဆောင်ရင်းအသက်ပေးဆက်သွားတဲ့အပေါ်ကိုအာဇာနည်သူရဲကောင်းဖြစ်မှတ်တမ်းတင်ကြောင်းတဝန်လွန်များပေးပို့ထားပါတယ်။တရင်မှုမူကကြဆုံးချက်အတွက်ဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF တရင်စနစ်နဲ့ KNDF UAV ဌာနတို့ကဝန်ကြီးကြောင်းတဝန်လွှတ်ပေးပို့ထားကြပါလိမ့်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ မြန်မာဘက်မှထွက်ပြေးလာတဲ့နေကြာဆောင်တက်တဲ့စစ်ကော်မရှင်တက်ကတပ်သား9ဦးဘင်္ဂလားဒေ့ရှ်နေဆက်မှာအဖမ်းခံခဲ့ရကြောင်းတင်ဆက်ပေးပါမယ်။မြန်မာဘက်ကနေထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်သား1ယောက်နဲ့နေကြာဆောင်တက်သား4ယောက်ကိုဘင်္ဂလားဒေ့ရှ်နေကြာဆောင်စစ်တပ်ကဖမ်းဆီးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းမှဖော်ပြထားပါတယ်။နိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းလောက်က၎င်းတို့9ယောက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဘန်နာဘန်ခရိုင်နိုင်ခွန်ချာရီမြို့နယ်ဂူဒမ်နေဆက်မှာဖမ်းဆီးခဲ့တာပါ။ နိုင်ခုံချရီရက်စကမ်မူမက်ဆူရဲဟိတ်ကမြန်မာစစ်တပ်နဲ့နေကြားဆောင်တပ်သားတွေကိုဖမ်းဆီးထားကြောင်းကျွန်တော်တို့သိရပါတယ်။ဒါပေမဲ့သူတို့ကိုအခုထိတော့ရက်စကမ်ကိုမလွှဲပြောင်းပေးသေးပါဘူးလို့ပြောပါတယ်။ဖမ်းဆီးခံရသူတွေကိုရဲလက်ထဲလွှဲပြောင်းပေးတာနဲ့ဥပဒေအရအရေးယူဆောင်ရွက်သွားမှာပါလို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။စနေနေ့နေ့လယ်ပိုင်းမှာစစ်အုပ်စုလက်အောက်ကတပ်သား9ယောက်ကဘင်္ဂလားဒေ့ရှ်နေဆက်ကရွာသားတွေစီမံခုံလုံဖို့လာရောက်တောင်းခံခဲ့ကြောင်း နောက်ပိုင်းမှာတော့နေကြာဆောင်စခန်းရဲ့ကင်းလက်အဖွဲ့တွေကသူတို့ကိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်းဒေသခံတွေကသတင်းတောက်တွေကိုပြောပါတယ်။ Cosbaza အမှတ်34နေကြာဆောင်တမူဒုတိယဗိုလ်မှူးကြီး SM Khaira Alam ကိုအချိန်ချင်းဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့အကြောင်းမပြန်ခဲ့ဘူးလို့သိရပါတယ်။နိုင်ကုန်ချာရီမြို့နယ်ဥချုပ်ရေးအရာရှိ Mass Hore Islam Khautkhuri ကတော့ဖမ်းဆီးခံရသူတွေကိုဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ်ကထိန်းသိမ်းထားတယ်လို့ကြားသိရကြောင်းအတည်ပြုထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့မြေပြင်စီးရေးတုံးသက်ချက်တွေကတော့၄ထဲမှာဖမ်းရခတ်ပါတယ်ဆိုတဲ့ငှက်တော်ကိုဖမ်းဖို့အတိုက်ကိုတိတာတောင်ဖမ်းဖို့မလွယ်ပါဘူးအချိန်ကြိုက်ဖမ်းနိုင်မှရပါမယ်ဒါတောင်၅မိနစ်ပဲအချိန်ရတယ်လင်းစားပြိုးချိအမောင်ဆုံးအချိန်မှာ blindness ဖြစ်နေတဲ့ငှက်တော်ကိုကြွိကနေနေအောင်ဖမ်းရနိုင်ပါတယ်ပြောချင်တာက time and moment အချိန်ကြိုက်လှုပ်ရှားမှုကိုပါ hand jet balance နဲ့ထိညီဖို့လိုပါတယ် ပနမအာနာရှင်နိုရီဂါကိုအမေရိကန်ဝင်ဖက်တာ နာဇီလူတက်ကောင်အဒော့ဖ်အိုက်ကမန်ကိုမိုဆက်အာဂျင်တီးနားအထိ တိတိစိတ်ဝင်ရောက်ဖမ်းဆီးပြီးအစ္စရေးမှာတရားစီရင်ခဲ့ပုံသတိရကြမယ်ထင်ပါတယ်။လက်တလောရွှေကုတ်ကိုကြားပြန်ရာဇာရဲ့ပတ်တနာဖြစ်သူ BGF ခေါင်းဆောင်ဘူချစ်သူခေါ်ဆံမြင့်ကို American အထူးတပ်ဖွဲ့ SFSC ကလိုက်နေပါတယ်။ US အနေနဲ့ Warlord လုပ်ပြီးမြေအောက်စီးပွားရေးလုပ်နေတဲ့ဆံမြင့်ကိုဒါမက နောက်မှာရှိတဲ့ invisible hand ဖြစ်တဲ့အာနာသိန်းစစ်တပ်ခေါင်းဆောင်မာအာလာကိုအစာဆွဲထုတ်ဖို့ US Congress ကအလက်လုံနေပါပြီ။အာနာသိန်းစစ်ကောင်စီနဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF တို့လာရနဲ့လာရကိုကကနနတိမလက်ရှိဖြစ်ပေါ်နေတဲ့အနေအထားကိုခံမှန်းသုံးသပ်နိုင်မှာဖြစ်ပါတယ်။ KNU ကိုအပြည့်တိုင်ဖြိုခွဲဖို့ဗိုလ်တန်းရွှေက1994-1995မှာ DKP ကိုခွဲထုတ်လာနိုင်ပြီမယ်။ဘရိုမန်ရှာကြောင့် KNU ကိုလက်နက်ချအညံ့ခံခိုင်းဖို့မလွယ်ကူခဲ့ပါဘူး1995ခုနှစ်ဒီဇင်ဘာကနေ1996ခုနှစ်ထိစစ်တပ်နဲ့ KNU တို့၄ကြိမ်ညှိနှိုင်းဆွေးနွေးရမှာ KNU ဘက်ကဘဒုမန်ရှာတက်ရောက်ခဲ့ပါတယ်နဝတက်က KNU ကိုလက်နက်ချအညံ့ခံရေးဘောင်တဲရောက်အောင်ကြုံမသွင်းနိုင်တဲ့အတွက်မန်ရှာအပေါ်အညှို့ကြီးခဲ့ပါတယ်မန်ရှာရှိနေသမျှ KNU ကိုဘယ်တော့မှလှည့်ပြလို့မရနိုင်ဘူးလို့နဝတအစိုးရကတမ်းမှတ်ခဲ့ပါတယ် ဒါက KNU အထူးတွင်းမှုချုပ်ဖရိုမန်ရှာလာဖန်ကို လုံခြံဖို့နဝတစစ်အစိုးရထိတ်တန်းဦးစားပေးပြမှတ်ဖြစ်ခဲ့ပါတယ်။ KNU ကိုဖြုတ်ခွဲဖို့စစ်အစိုးရကဖရိုအောင်ဆန်းတို့လိုကရင်လောက်ကောင်တွေကိုငွေနဲ့လုပိုင်ခွင့်အနည်းငယ်ပေးပြီးတိမ်သွင်းခဲ့ပါတယ်။1998ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာ KNU တမဟာ6တရင်ဆက်ချက်တရင်မှုစောတမှုဟင်းနဲ့အဖွဲ့ဝင်496ဦးနဝတထမလက်နက်ချအညံခံခဲ့ပါတယ်။အစိုးဆုံးက လက်နက်ချအညံ့ခံအခမ်းအနားမှာနာဝတဒုဥက္ကဋ္ဌဘိုးချုပ်ကြီးမောင်အေးကကရင်တမျိုးသားလုံးအမျက်တနို့တံပိုးထားရတဲ့ကရင်အလန်တော်ကိုစစ်ဖက်နဲ့နေခဲ့ပါတယ်။ဒီလိုကရင်တစ္ဆဖောက်လောက်ကောင်တွေငွေနောက်လိုက်တဲ့အချိန်မှာ KNU တပ်ဖွဲ့ကိုဘာသာရေးလူမျိုးရေးတွေးခွဲတက်ရှုံမှုကြောင့်အင်အားနည်းလာခဲ့ပါတယ်။ Fighter တက်မဟာဆိုလို့တက်မဟာငါးသာအမာဆုံးတက်ကြံခဲ့ပြီးစစ်တပ်နဲ့ DGBA ဖာပွန်ကွင်ကိုဝိုင်းတိုက်ခဲ့ကြပါတယ်။ဘိုးချုပ်ကြီးစောဘုံမြောက်ကိုတိုင်း ကျမ်းမာရေးမကောင်းတဲ့ကြားကထိမ့်ချုပ်နေပေမဲ့မလွယ်ခဲ့ပါဘူး။ဒါကိုပရိုမက်ရှာဗိုလ်ချုပ်များနဲ့အတူစီယုံရေးအုတ်ချုပ်ရေးပိုင်းကင်တွယ်ပြီးဖောက်ထွက်ဖို့လုပ်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးဗိုလ်များရဲ့ရောက်ဖဖြစ်တဲ့ဗိုလ်ချုပ်ထိမ့်မောင်ကိုရိုင်ကနဝတဆစ်အစိုးရတင်သွင်းမှုကြောင့်ရိမ့်နေပြီး2006ခုနှစ်ဗိုလ်မြကွယ်လွန်ချိန်မှာ KNU ကခွဲထွက်ခဲ့ပါတယ်။ဒီအခု Sort 4ရဲ့ KNU KNL PC ဆိုတာဗိုလ်ချုပ်ထိမ့်မောင်ရဲ့တပ်ဖွဲ့ပါ။ KNU KNL က အဖက်ဖက် PRP ခံရကြေမှာဖတ်တော်မန်းရှာအနေနဲ့မပြိုကွဲအောင်လုပ်ခဲ့ရပါတယ်ဒီအချိန် KNU ဥက္ကဋ္ဌကဗိုလ်ချုပ်ကြီးတာမလာဘောဖြစ်ပြီးကွန်ကရစ်နဲ့အုပ်ချုပ်ရေးဘိုင်းကိုဖတ်တော်မန်းရှာနိုင်ငံရေးဘိုင်းမှာဖတ်တော်ဒေးဗစ်တာကပေါ်တို့အကောင်ဆုံးလုံနိုင်ခဲ့ကြပါတယ်ကရင်တော်လိုင်းလက်နက်ကင်လမ်းစဉ်မချော်ဖို့ဖတ်တော်မန်းရှာကစောဘဦးကြီးရဲ့ကရင်မူလေးချက်တိုင်းဒီဆိုင်မမဆောင်ရွက်ခဲ့ပါတယ်လက်နက်ချစကားအလင်းမပြော့ရကရင်လက်နက်ကရင်လက်ထဲမှာရှိရမည် ကရင်ပြည်ကိုအတိမတ်ပြုခြင်းပြည့်ပြည့်စုံရမည်ကရင်ကကြမှာကရင်ဖန်တီးရမည်နဝတ္တစစ်ဥစုကပရမေရှာကိုလုံကြံဖို့အစီအစဉ်ရေးဆွဲပြီး စောဘဦးကြီးလို ကရင်အချင်းချင်းတစ္ဆာဖောက်တဲ့ပုံစံမျိုးနဲ့ရှင်းပြဖို့လှုံ့ဆော်ခဲ့ပါတယ်ရွှေကုတ်ကိုဆိုတော့ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးမှာ လေကိတ်တွေထိုင်းပစ္စည်းတွေကိုမြန်မာဘက်ကိုတင်သွင်းတဲ့မောင်းခိုဂိတ်တွေရှိတဲ့ခြေရွာဖြစ်ပြီးကားဆိုင်ကယ်ဝတ်တောက်တွေစီကားတိုက်မြက်ပြီး ဝင်ငွေအစမတန်ကောင်းတဲ့နေရာပါ1995ခုနှစ်ဒီဇင်ဘာလမှာ KNU ကနေတိုးတက်သောကရင်ဗုဒ္ဓဘာသာတက်မတော် TKP ခွဲထွက်လာပြီးနောက်တမဟာချောက်ထင်းချုံနေမြေထဲမှာရှိတဲ့ KNU ဥက္ကဋ္ဌဟောင်းမန်ဘာဇန်ရတာဘုံမူကြီးရောဘတ်ဇန်ထိုင်ခဲ့တဲ့ကွန်မူရာဒေတာကို TKP နဲ့စစ်တပ်တို့တိုက်ခိုက်သိမ်းယူခဲ့ပါတယ်၂004နောက်ပိုင်းကာလမှာရွှေကုတ်ကိုကိုဗိုလ်ချုပ်ဖနွေရဲ့ကိုကိုကိုထောက်လန်းရေးဗိုလ်မှူးတွေကိုပဲနေရာချထားပေးခဲ့ပြီး အဲ့ဒီနေရာရတဲ့သူတနစ်လောက်အခွင့်အရေးရတာတောင်မတရားကြီးပွားလေးရှိတဲ့နေရာပါငါးနှစ်ဆိုတိမ့်တိမ့်မီအောင်ချမ်းသာပါပြီရွှေကုတ်ကိုခစ်ထချင်းဘူနခန်းဝင်းနဲ့မောင်လင်းနှမလေးယူထားသူဘူမုတ်တုံကရွှေကုတ်ကိုမှထိုင်ရပါတယ်ဒီတော့နွားပွဲစားဇံမြင့်ကအခွင့်အရေးချောင်းနေချိန်မှာစရာဖနိုင်ချိန်မီပါတယ်2004အော်တိုဘာလ16ရက်နေ့မှာဘုခင်ညွတ်ရဲ့တကူထွားလာတဲ့ထောက်လန်းကြီးပြုတ်ပြီးဘိုးချုပ်ကျော်ဝင် နေရာယူပါတယ် စာရဖအဖြစ်ပြောင်းလဲခဲ့ပြီး2006ခုနှစ်လောက်မှာဗိုလ်ချုပ်ကျော်ဆွေး DSA 20ဖြစ်လာခဲ့ပါတယ်။ကရင်ကွင်းမှာတောင်လန်းရင်မှုအနေနဲ့ဘုံမူးကြီးမြထုံးဦး DSA 25ကင်ခဲ့ပြီးဘဒုမန်ရှာကိုလှုပ်ကြံဖို့စစ်စင်ရေးစတင်ခဲ့ပါတယ်။ဗိုလ်ချစ်သူကစံမြင့်ကော်မူရာနေမီလို့ခေါ်တဲ့ရွှေကိုကိုကိုရောက်ဖို့က KNU အထွေထွေအတွင်းရေးမှုချုပ်ဖြစ်တဲ့ဘဒုမန်ရှာကိုလှုပ်ကြံဖို့အခါတော်ပေးရပါတယ်။ဘဒုမန်ရှာကိုလှုပ်ကြံခဲ့တဲ့ဘူစံပြုံးဆိုတော့ စံမြင့်နဲ့ဘာတော်တလေးဆိုတာအလုံးသိကြမှာပါပဲကြေးရွာတအုပ်စုတဲ့ KNU စစ်သားဖြစ်ကြတာအတူတူမိမရှုပ်လို့ဘရိုမန်ရှာကထုတ်ပြတာကိုမကြည်နဲ့တဲ့စံမြင့်က DGB ခွဲထွက်လာတော့ဘုံမူပြန်လုခဲ့ပါတယ်လုံချန်ကဖြစ်အခုချိန်သိန်းတောင်းချီနဲ့ညီမျှတဲ့သိန်းတထောင်ကိုပေးခဲ့ပြီး2008 February 14ရက်နေ့မှာမင်းဆောင်မြို့ဘရိုမန်ရှာနေအထိဝင်ရောက်လုံချန်ခဲ့ပါတယ် စံပြုံးခေါ်ဘူစံပြုတ်ကိုတိတ်မကြခင်မှာပဲ KNU ကပြန်ရှင်းခဲ့ပါတယ်။ကြီကာဗက်ခံထားတာတော့မှ KNU ရဲ့စနိုက်ပါမိပြီးဆက်လီပေါ်မှာသွေးပွက်ပွက်အံပြီးရောယူဝါကိုရောက်ခဲ့ပါတယ်။စံမြင့်ကရွှေကုတ်ကိုဂွင်ကိုကန်ရပြီးနောက်ဘူနခမ်းဝိကမြောက်ရီကိုဝင်စီပြီးမကြည့်နဲ့ကြောင်းပြခဲ့ပါတယ်။စက်ခွက်လူကြတာအကြီးအကျယ်ပါပဲ။2009မှာဘူနခမ်းဝိကဒီမိုကရေစီအကျိုးပြုကရင်တက်မတော် TKP ဆိုပြီးခွဲထွက်ပါတယ်။ စစ်တပ်နဲ့ပူးပေါင်းပြီး2009ခုနှစ်ဇွန်လ22ရက်နေ့မှာ KNU ဌာနချုပ်တပ်မဟာခုနှစ်နေပြည်တော်တင်ပိုင်ရရှိခဲ့ပါတယ်2010ခုနှစ်ဩဂတ်လမှာဘူချစ်သူတို့ကရင်နယ်ကျောင်းဆောင်တပ် BGF အဖြစ်စစ်တပ်လက်အောက်ကိုခိုးဝင်ခဲ့ပါတယ်15နှစ်တာကာလအတွင်းမှာစံမြင့်ခေါ်စောချစ်သူကကရင်မော်တလျှောက်စစ်တပ်ကြောထောင်နောက်ခံနဲ့ဝါလော့လုပ်ပြီးကရင်ချင်းချင်းဇက်တူသားစားကကြားဖြန့်ရာစား ရှိကျစ်ကျန်းနဲ့ပေါင်းမိပြီးတကပါလုံးကိုပတ်လိမ်နေသည့်ဖြစ်ခဲ့ပါတယ်။ဘူချစ်သူနဲ့မအာလာကတောင်ရင်တလျှောက်ကြာပြန့်လုပ်ငန်းမှာကြံ့ရပါဖြစ်ပြီးဆံမြင့်ကနေပြည်တော်စစ်ဘုတ်ချုပ်တွေအတွက်ကိုပိုင်ဘဏ်အကောင့်တွေထဲငွေတွေလှင့်ဝင်အောင်လုပ်ခဲ့ပါတယ်။၂021စစ်အာဏာသိမ်းချိန်ကာလမှာဆံမြင့်ကရှိကျစ်ကျန်းနဲ့ကြာပြန့်တမကမူရစေကိုရွင့်အင်းကရောင်းဝယ်ရေးစတဲ့မြေအောက်လုပ်ငန်းကိုတူချင်လုပ်ကင်ခဲ့ပြီးတကပါလုံးကပါစောင့်ကြည့်ရတဲ့အထိတောင်းကြံခဲ့ပါတယ်။ မအားလာကလည်းတောင်ပိုင်းအင်အားကြီး KNU နဲ့ PDF ကိုထိန်းထားနိုင်ဖို့ BGF ကိုလွှတ်ပေးထားရပြီးမြဝတီကိုလက်လွတ်ရချိန်မှာအာရှလမ်းမကြီးကိုပြန်လည်စွန့်မှုနိုင်ဖို့စံမြင့်အားကိုနဲ့ထိန်းချုပ်ခဲ့ရတော့စံမြင့်ကဇောင်းတွေကလွတ်တယ်မြင့်လို့တောင်းချန်နေခဲ့တာ US ကြဖြတ်နေနေရင်မှာစံမြင့်နောက်ကလက်မဲဖြစ် US ရဲ့ blacklist စရင်ပေါက်သွားခဲ့ပါတယ်ကြဖြတ်စံတော် KK ပတ်ဝန်ယာကိုဟန်ဆောင်နေနေလှုပ်လှုပ်ဖြိုခွဲဖြိုခွဲတောင်းရင်းမြစ်တလျှောက်ကြဖြတ်စံနာတွေက ဗိုလ်ချုပ်သူအလုံးထင်းချုပ်ထားတော်ကို ရှစ်ဆက်ကဂျင်ချီလက်နေတဲ့ US ကတည်ပါတယ်။ Action ယူမလားမယူမလားယတိပြန်မပြောနိုင်ပေမဲ့လို့ US ရဲ့ထုတ်ပြန်ချက်အရလျှော်သွားခဲ့ရင် American ဩဇာအတုံးမကျအောင်ထူကြသွားနိုင်ပါတယ်။ US အနေနဲ့စံမြင့်ခေါ်ဗိုလ်ချုပ်သူကို Action ယူတာနဲ့မအားလာကတနွေငင်းဒဇင်ပါမှာပါပဲ။ဒီအချိန်မှမှစီနာတို့မအားလာကိုဆွဲထုတ်လို့မလွယ်ပါဘူး။ဒီတော့ဗိုလ်ချုပ်သူကိုအပြည့်ရှင်းရမှာပါပဲ။ မာလာအနေနဲ့ဘူချစ်သူကိုရှင်းပြီးတောင်ပိုင်းကိုလက်လွတ်ခံမလားသို့မဟုတ် US ရဲ့ကိုတာဥပဒေကိုရင်ဆိုင်ပြီးဘူချစ်သူနဲ့ပေါင်းပြီးခုခံကြမလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။လောလောဆယ်တော့မာလာဖင်မိခဲ့ခုထိုင်နေရပြီး US ရာဇတန်ပေးပြီး၃ရက်ကြာဖမ်းအံကိုပါပေါက်ချလာပါတယ်။စံမြင့်ကိုနေပြီးတော့ချော့ခေါ်နိုင်ပြီလို့ကောလာဟာလာအတန်ထွက်ပေမဲ့ရှစ်ဆက်ချင်းချီလဲနေတဲ့စံမြင့်ကပင်စောက်ချင်းတို့ဖြစ်ရဆုမြင်ထားလို့လူသက်ကုန်းကိုသွားမှာမဟုတ်ပါဘူး။ လေပင်ဒါတင်ထားတဲ့အနေထားအစားသူ့ရဲ့ဝကျင်အတိုက်မှာပဲခိုးမှာပါပဲ။လိုင်းပွဲတရင်လေးရင်နဲ့ထပ်ပေါင်းအင်အားဖြင့်နှရင်တူ၆ရင်းနဲ့ကုကံမှာပါပဲ။မုတ်တုံတင်ဝင်းပါအစိုးကြီးတွေကအတံမထွက်တော့ပဲပြောင်းနေခဲ့ပါတယ်။ US ဆန်ရှင်က DKBA လေးဦးကိုပြစ်မှတ်မထားခင်ကတည်းကအနှံ့ရပြီးပြောင်းနေတာဖြစ်ပါတယ်။မအာလာရောပိုချစ်တူပါပြရခက်ချိန်မှာတောင်ပိုင်းတော်လိုင်းရဲ့အတွက်အထူးသဖြင့် KNU KNL နဲ့ PDF တို့အတွက်တကယ့်အခွင့်အရေးကောင်းပါပဲ။ ဒီခွင်ရေးကိုအမိအယစုတ်ကင်ဈေးကြမှာတယ်ဒီလိုဓမ္မရေးပေါ်ကြက်ကန်းဆန်အိုတိုကြောက်ခဲရေညစ်လို့ရတဲ့ရှာရှာပါပါအခွင့်ရေးကနေဂိမ်းချင်းကြပါဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့တော်လန်ရေးကအစိုးဆုံးကိုတွေးထားပြီးဖျက်ကျော်လာနိုင်ပြီးအကောင်းဆုံးဖြစ်ဖို့မျှော်လင့်ချက်တွေရှင်းသင်လာပါတယ် race လေယူရသလို opportunity လေရှိပါတယ်နေပြည်တော်ကိုတက်ချိန်နိုင်တဲ့အထိအခွင့်အရေးပေါ်လာပါတယ်အထက်မှာဖော်ပြထားသလို time and momentum ဖြစ်ဖို့ ခက်မြမြန် decision ချဖို့ပဲလိုအပ်ပါတယ်။ဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။